ညင်ကလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ပျော်ဝယ်မြို့တဲတော်မြို့နဲ့ဝန်ရီမြို့ကငလင်ဘေးတင့်ပြည်သူတွေဟာစစ်ကောင်စီရဲ့ကုညီထောက်ပံ့မှုတွေဘာတစ်ခုမှမရရှိသေးဘူးလို့လူမှုကွန်ရက်အတင်တာဝန်ရှိသူကပြောပါတယ်။အောင်ခန့်တင်ပြပို့ထားပါတယ်ရှင်။စကိုင်းနိုင်ငံဘိုးပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမန်လေးမြို့ကြီးတွေနဲ့နီးတူထိခိုက်ပျက်စီးခဲ့တဲ့ပျော်ဝယ်မြို့တဲတော်မြို့နဲ့ဝန်ရီမြို့တွေမှာ နေအိမ်အဆောက်အဦစေယုံပေါင်း320လုံးပြိုကျပျက်စီးခဲ့ပါတယ်။မြင်းလင်လောက်ခတ်မှုကြောင့်သေဆုံးသူ100ကျော်နဲ့ဒဏ်ရသူ80ကျော်ရှိခဲ့ပါတယ်။ဒါ့အပြင်မြို့နယ်တင်းကဖျားစီတီကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်း၄လုံးပြိုကျပျက်စီးခဲ့ပါတယ်။ဧပြီလရှိရင်ဒီမနေ့4:18မိနစ်ကဝန်ရင်းမြို့နယ်ကျွဲကန်ကြီးရွာကိုပို့ပြုပြီးငယ်လင်ထပ်မံလောက်ခတ်ခဲ့ပါတယ်။ အလုံးဒီဆိုင်ကြီးကြလဲဆိုတော့ဒီကိုစီစဉ်တဲ့ကိုပဲဘာမှဘယ်နေရာကမှတော့မှတ်မှုရတော့မလာသေးပါဘူးကြီးလေအဲတချို့ကလည်းဟိုတဲသူနေရဆိုတော့ဒီဒီမှာကျတော့ဟိုမြို့ချင်းနေကြီးလေဒီသာသူတိုက်သွားတယ်ဆိုတော့ကိုရင်ပြေတနေ့မှလာနေတယ်ဗောဒါမျိုးလေးရှိပါတယ်တဲသူနေတဲ့ဆင်းရတော့တယောက်မှမရှိပါဘူးကြီးလေမကကျေစည်စကမ်းမရှိဘူး။ဟောဘောအဖွဲ့ဒီကဆက်တယ်လာတယ်ဗောနင်းမျိုးနယ်အတွက်ကိုသူဆရာဝင်ပို့ပေးမယ်ပို့ပေးပြီးတော့နောက်ဆက်တဲ့ဖြစ်လာမယ်ယောဂတွေအတွက် ူတို့ဒီဆရာဝန်ဆေးဝါးပါညာပေါ့နော်ဒီမှာနှစ်လကူပြင်မယ်လို့တော့မနေ့ကသက်သက်လာပါတယ်ဗျလက်ရှိမှာလဲဇေဒီ၄စုတကွန်တိုင်း၃စုနဲ့ចောင်းဆောင်ကြီး၄ဆောင်ပြိုကျပျက်စီးခဲ့တဲ့ပြင်တန်ခါ၃မပြန်လုံတော်မူခဲ့တဲ့တိန်တော်တော်ကចောင်းတိုင်းမှာလဲဆယ်ရန်ညအကူကြီးတွေလိုအပ်နေတယ်လို့တိန်တော်တော်ကចောင်းတဲ့ဆရာတော်ကမိတ်ပါတယ်အခုကြည့်ရတော့ဦးဇင်းတို့စီမလာပါဘူးတကကြီးဆယ်ရမှမလာသေးပါဦးဇင်းတို့ဆိုတော့ဦးဇင်းတို့ကအခု နော်ဆိုတော့ပြိုပြက်နေတဲ့ဥစ္စာတွေပေါ့နော်ပြိုပြက်နေတဲ့ဥစ္စာလူအင်အားနဲ့ပဲဒီနည်းနဲ့ကြောင်းစီတန်ကားတွေတိလရှင်နေတယ်ဆိုနည်းနည်းလေးဝိတ်ပါတဲ့ဥစ္စာတွေတော့မရဘူးပေါ့တော့ကြီးอ่ะအဲ့ဒါလေးတွေသူဆက်ပစ္စည်းလေးတွေနည်းနည်းလေးကန်ရှင်းလို့တော့ကောင်းတော့ပေါ့သူကတော့ဦးဇင်းတို့ပါတာပဲဒီတိုင်းပဲလုံးရတာပေါ့ကျွန်တော်ကဘုရားပြီးတော့ခရီးတွေပါလေကြတော့တုံးရကြီးတွေလေအကြီးကြီးတွေကြတော့တခုချင်းဖြိုးရတာပေါ့နော်အခုကြတော့ဦးဇင်းတို့ပါကဟိုရက်ကွက်နဲ့လည်းဝေးလာဆိုတော့ အဲဟိုရက်ွက်ထဲကိုကိုဘာလို့ဘာလဲလောအပ်ပြီးလို့ဘာလို့ခေါ်လို့လဲစဉ်းမကြည့်ဘူးဗျအဲကြောင်းစီတဲ့တန်ခါနဲ့ဒီလားရှင်နဲ့ပဲဒီတိုင်းအဲ့ဒါလေးတွေကိုပြန်ပြီးတော့တန်ရှင်းလုတ်ပြီးတော့မှပြန်လဲထူတော်လေးကိုပြန်တော့အောင်ပါမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4335ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ6588ယောက်အထိရှိလာပြီးလူ130ယောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိသားသူ653ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ9ရက်နေ့ည9:00နာရီအထိစူးစီးရရှိထားတဲ့အချက်လက်တွေရသိရပါတယ်ကျွန်တော်အောင်ခံပါ